ဘဝတူမှာအရှိဖြစ်လာနိုင်ချစ်ချင်းအစားမျက်စိက less air for sign ဒီစကားကိုဝိထုရေးစရာတွေရေးလေးရှိပါတယ်မြင်မြင်ချင်းပဲရင်ထဲမှာလှုပ်ရှားပြီးသူဟာကိုရှိသူဖြစ်ရမယ်သူပဲဆိုတာတိလိုက်တယ်ဆိုတာမျိုးဝိထုတွေမှာရေးတက်ကြပါတယ်မျက်စိနဲ့မြင်ပြီးဆုံးဖြတ်လိုက်တယ်ဆိုကြဲကဒါဟာအချင်းမဖြစ်နိုင်တော့ပါဘူးအချစ်ဆိုတာကရုပ်ရည်ယူပကပေါ်မှာ ပေါ်ပေါက်လာတာတော့မဟုတ်ပါဘူးစိတ်နှလုံးထဲမှာတည်တည်ပြီးဖြစ်ပေါ်ကြီးထွားလာတာပါ ရုပ်ဆင်းသက်တမ်းအသွင်အပြင်ကြောင့်ဖြစ်လာရတာက အကြိုက်ပါအချစ်ဆိုတာရုပ်တရက်ချက်ချင်းကြီးထားပြီးပေါ်ပေါက်လာလို့မရပါဘူးကြိုက်တာတွေခင်မင်တာတွေတွေ့တာတာတွေမျက်နှိုးတာတွေလေးစားတာတွေတဖြည်းဖြည်းတစားစားစုပုံလာပြီးတော့မှဖြစ်လာနိုင်တာမျိုးပါလူငယ်နှစ်ဦး ချစ်သူအဖြစ်ရောက်ချီလာကြတဲ့အခါမျိုးမှာဘာကြောင့်ချစ်သူဖြစ်လာရတာလဲဆိုတဲ့မေးခွန်းမျိုးကို မေးကြည့်ဘူးပါဒလားများသောအားဖြင့်တော့မေးကြည့်လို့မရှိကြပါဘူးကဲကဲချင်းချစ်သူနှစ်ဦးကိုယ်တိုင်လဲတို့ဘာကြောင့်ချစ်သူဖြစ်လာကြတာလဲဆိုတာကို ကိုဟကိုပြန်မေးကြည့်ခဲလာပါတယ်စိတ်တဘောထားချင်းဝါသနာချင်းအကြိုက်ရှင်းတူတဲ့အတွက်ချစ်သူတွေဖြစ်လာကြတယ်လို့ပဲရေဘူးရမှတ်ယူထားတတ်ကြပါတယ် တာယာကြည်နူးစရာကောင်းတဲ့အချစ်မျိုးဖြစ်ဖို့အတွက်ဘာအရေးကြီးဆုံးဖြစ်တယ်လဲဆိုတဲ့မိကွန်းကို လက်တကန်းမှာရှိနေတဲ့ကိုလေးချောင်းသူចောင်းသားအွေလူငယ်လုံမငယ်လေးတွေကို မေးမြန်းတိခေါက်ကြည့်မိပါတယ်။တစ္ဆာရှိဖို့အနေနာခံဖို့ရယူလို့မှုအဓိကမထားပဲပိဆက်ခြင်းကိုအဓိကထားဖို့အပြန်အလှန်နားလည်မှုရှိဖို့သူ့အကြိုက်ကိုအကြိုက်မြတ်မြတ်တတဖြစ်အောင် လူတူးပူချော်လုပ်တတ်ဖို့စတဲ့အဖြေတွေကို အားလုံးကပဲဖြေနိုင်ကြပါတယ်။မှန်ပါတယ်။သူတို့အဖြေအားလုံးဟာအရေးပါတဲ့အချက်တွေကြီးဖြစ်ပါတယ်။အဲ့ဒီအချက်တွေနဲ့ပြည်စုံညီညွတ်ဖို့ချုပ်ပြီးတော့တခုတည်းပြောကြည့်စမ်းပါဆိုတော့သူတို့တော်တော်စဉ်းစားရကြက်သွားပါတယ်။ဘာကြောင့်စဉ်းစားရကြက်သွားသလဲဆိုတော့တခါမှဒီလောက်လေးလေးနက်နက်စဉ်းစားမကြည့်ခဲ့ဘူးလို့ဖြစ်ပါတယ်။အခြေအကြောင်းကိုလေးလေးနက်နက်စူးစူးစမ်းစမ်းစဉ်းစားဆင်ခြင်မကြည့်ဘူးပဲနဲ့ချစ်သူတွေအဖြစ် လွယ်လွယ်လေးရောက်သွားခဲ့ကြတာတွေများလို့လွယ်လွယ်လေး꽌ကြ꽌ကြဖြစ်ကြရတာပေါ့အချက်မှာပြောခဲ့တဲ့အချက်တွေနဲ့ညီညွတ်ပြည့်စုံမှုချုပ်ပြီးကြီးလိုက်ရင်တူညီမှုဆိုတဲ့အချက်တစ်ခုတည်းနဲ့ပြည့်စုံလုံလောက်မယ်လို့ယူဆပါတယ်။တစ္ဆာရှိတာချင်းတူလို့ကိုကျိုးမကြည့်တာချင်းတူလို့အကြိုက်ရှင်ဝါသနာချင်းဇယိုက်ရှင်တူဖို့စတဲ့တူညီဖို့လိုအပ်တဲ့အချက်တွေအားလုံးရဲ့အချုပ်ကတော့ဘဝတူခြင်းမှု ဖြစ်တယ်လို့ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့ဘဝချင်းမတူခဲ့ရင် အမြင်ချင်းခံယူချက်ချင်းဝါသနာချင်းအကြိုက်ရှင်ဇယိုက်ရှင်တူညီဖို့ဖြစ်နိုင်ခဲ့လို့ပါ။အင်ချေမင်းသားနဲ့ဆင်းရဲသူမှအရက်သူလေးနဲ့ချစ်ကြညာကြတာတွေဒီခေတ်မှာ အများကြီးရှိနေပါပြီ။ဟိုချစ်ချစ်တုန်းကလည်းမာကင်ကားနဲ့တထေသမီး ဇလန်းမျိုးတွေရှိခဲ့တာပါပဲလို့ပြောနိုင်ပါတယ်။ဟုတ်ပါတယ်ရှိခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီဇလန်းတွေဟာပျော်ရှင်စွာညားကြလေတည်နေတွင်အဆုံးသက်မသွားဘူးဆိုတာတွေဆက်ပြီးကြည့်ဖို့လိုပါတယ်။ပျော်ရှင်စွာညားကြလေတည်ဆိုတာထက်ညားပြီးနောက်တက်ဆုံးနိုင်ပျော်ရှင်စွာနေကြလေတည်ဖြစ်ဖို့ကပိုအရေးကြီးပါတယ်။၂၀ရာစုနောက်ပိုင်းရဲ့အကျော်ကြားဆုံးအခြေဇလန်းဖြစ်တဲ့ အင်ချေးစံရှာမင်းသားနဲ့ဂျိုင်ယနာမင်းသမီးတို့ရဲ့ဇလံဟာအကောင်းဆုံးတာတကားပါ သူတို့နှစ်ဦးဟာဒလိထုံးစံတွေတဲ့အကျဉ်အကျက်ပေးစားလို့ယူခဲ့ကြရတာမဟုတ်ပါဘူးကိုပိုင်ဆန္ဒနဲ့ကိုတိုင်ရွေးချယ်ဆုံးဖြတ်ပြီးယူခဲ့ကြတာပါဒါပေမဲ့အိမ်အောင်တဲ့အခါမလဲခင်မှာပဲမျက်စိချင်းမတိုင်မီတဲ့အဖြစ်တွေကြားလာရပါတယ်တယောက်နဲ့တယောက်အကြိုက်ရှင်ဇယိုက်ရှင် ဝါသနာချင်းမတူတာတွေကများလုံးတော့ညှိယူလို့ကိုမရနိုင်တော့အောင်ရှိခဲ့ကြပါတယ်။ရှာမင်းသားကငယ်စဉ်ကတည်းကဘယင်လှုပ်ဖို့ပုံသွင်းပြိုးထောင်ခံခဲ့ရတဲ့သူ ဖြစ်တယ်။ယာစာအိန္ဒြေနဲ့နေတတ်ဖို့လေ့ကျင့်ခဲ့ရတဲ့သူဖြစ်တယ်။ဝမ်းသာလို့လဲလူမြင်ကွင်းမှာဟဲပက်ပက်မကြီးရဘူး။ဝမ်းနေလို့လဲညည်ရင်မထွက်ရဘူး။ဒေါသထွက်လို့လဲတောင်မခေါရဘူးတဲ့လေ။ဒိုင်ယန်နာကတော့မူမျိုးမတ်နွယ်ဆိုပေမဲ့ လူသားမန်တွေရဲ့အကြောင်းမှနေလူသားမန်တွေကြားမှာကြည်ပြင်းလူသားမန်တွေလိုအလုလုတဲ့လူသားမန်မင်းကလေးလေချာမင်းသားကအင်္ဂလိပ်လူမလိုင်ခဲတွေရဲ့ပုံစံပိုလိုကစားငင်းပွဲသွားတာမျိုးကလွဲရင်လူတွေနဲ့ထွေရောချက်တင် နေထိုင်တာမျိုးမရှိပါဘူးကြေးလက်ကလူသူအလန်းဝေးတဲ့ကြေးလက်ဆန်နန်းတော်သွားပြီးတောကျက်ရေပဲနဲ့ယုံပြည့်ရှင်ပြည့်နေမယ်သူစားရတဲ့ ဝေလာနဲ့သွားပြီးတောင်ပေါ်ရှုခင်းတွေကိုပကြီဆွဲကျင်ဆွဲနေမယ်။တောင်အာဖရိကကတောကြီးမြက်မဲတဲသွားပြီးရှင်သေးတွေပြည့်ရှင်ပြစ်နေမယ်။ဒိုင်ယနာကတော့ Ross ဂီတာကိုကြိုက်တယ်။ Rolling Stone ကိုကြိုက်တယ်။ Beat Jay ကိုကြိုက်တယ်။ Bad Kingham နန်းတော်ကြီးတဲကကပွဲခမ်းမကြီးထက်ညာကလက်တွေကကပွဲချန်ပီယံကိုပိုနှစ်သက်တယ်။ ခန္ဓာထဲဝါတဲ့ပွဲတော်ဝိစုံလေးထက်ကုံတိုက်တွေမှာချုပ်ပြီးသားရောင်းနဲ့အပေါ်စားကျင်းမောင်းမီအင်းကြီးတွေကိုပို့ကြိုက်တယ်။ဒါတောင်မှ သူတို့နှစ်ယောက်ရဲ့ဘဝနောက်ခံကတိတ်အများကြီးကွာဟလာတာမဟုတ်ပါဘူး။ပရိသရေနောက်ခံကျင်းတူပါတယ်။ရှင်ဘီရင်လူဒန်းစားနဲ့နေစားပယ်စားလူဒန်းစားပေါ့။ဒါပေမဲ့ကြည်ပြင်းလာရတဲ့ပတ်ဝန်းကျင်အခြေအနေချင်းကမတူတော့ လူချင်းလဲမတူနိုင်ကြတော့ပါဘူး။အဲ့ဒီမတူတဲ့ ဘဝပတ်ဝန်းကျင်က မတူတဲ့အကြိုက်တွေဇယိုက်တွေကိုညှိယူဖို့နှစ်ဦးသားခက်ခက်ခဲခဲစူးစမ်းရှာရပါတယ်။ဒါပေမဲ့နှစ်ဦးစလုံးဘဝပြတ်ကျရတာပါပဲလေ။သူတို့တင်လားဆိုတော့မဟုတ်ပါဘူး။အင်္ဂလိပ်တော်ဝင်မိသားစုကြီးတဲကမှညီမတော်မင်းသမီးကြီးမာဂရက်နဲ့ကျင်ရတော်ဓပုံစရာအန်ဆာထရောင်းတမီးတော်ကြီးအန်နဲ့ကျင်ရတော်မတ်စ်ဖီလစ်ပြီးတော့အင်ဒရူးမင်းသားနဲ့ကျင်ရ ဖာကူစင်တို့အားလုံးဟာလည်းမတူတဲ့ဘဝနှစ်ခုကိုပေါင်းစည်းဖို့ကြိုးစားကြရင်းနဲ့အဝိုင်းတဲကို၄တောင်တုံးထဲဖို့ကြိုးစားတဲ့သူလိုစိတ်ပြက်လက်ပြက်နဲ့နောက်ဆုံးတော့လှီကွဲစည်းအဖြစ်မျိုးကြုံကြရတော့တာပါပဲဘဝချင်းမတူရင်ခံစားချက်ချင်းမတူနိုင်ဘူးအမြင်ချင်းမတူနိုင်ဘူးခံစားချက်နဲ့အမြင်မတူညီရင်ခံယူချက်ချင်းမတူနိုင်ဘူး ခံယူချက်ချင်းမတူတဲ့ဘဝနှစ်ခုကိုဘလို့နီးနေမှ ပေါင်းဆက်လို့မရနိုင်ပါဘူး။ငြိမ်းချမ်းစွာသဘောထားကွဲလဲခွင်းတို့ငြိမ်းချမ်းစွာရှင်တွဲနေထိုင်မှုတို့လို့ဆိုလိုတာကမိဖြစ်ဆွေဖြစ်ဆက်ဆံမှုအတွက်ပါ။အချစ်ရေးအိမ်တော်ရေးဆိုတာကဘဝနှစ်ခုကိုတစ်ခုတည်းတသားတည်းဖြစ်သွားအောင်ပေါင်းဆက်တာပါ။အဝိုင်းကိုအဝိုင်းချင်းလေးတောင်ကိုလေးတောင်ချင်းချက်ပါမှတစ်ချက်သေးအဖြစ်ကိုရောက်မှာပါ။ အတွေးခေါ်တို့ခံယူချက်တို့ဆိုတာကိုအသာထားပါအောင်အသေးအဖွဲတာမန်ကိစ္စလေးတွေလို့ထင်ရတဲ့အကြိုက်ကလေးတွေဇယိုက်ကလေးတွေ မတူကြတာတောင်မှတသက်လုံးကိစ္စဆိုရင်လူတို့ပူချောလို့ဖို့ကျဲပြီးမလွယ်လားဆိုတဲ့လက်တွေ့ကြုံမှသိရတတ်ပါတယ်ခေကြခဏသဘောဆိုရင်တော့သူ့အကြိုက်ကိုကိုစားကိုအကြိုက်သူလိုက်လို့ဖြစ်တာပေါ့တသက်လုံးစားဆိုရင်တော့လူအပ်တာဆိုတာ တော်တော်ထိန်ချုပ်ရခက်တဲ့အရာပါလှစ်ခနဲဖြစ်သွားတာနဲ့အမောက်ကလေးကထောင်ထောင်ပြီးထလာတက်ကြပါတယ်လူဆိုတာမွေးကလေးကကိုနေထိုင်ကြည်ပြင်းခဲ့ရတဲ့ဘဝရဲ့ပတ်ဝန်းကျင်အခြေအနေတွေက ပုံသွင်းပေးလိုက်တဲ့အတိုင်းဖြစ်လာရတာပါအောက်ပြီးအောက်ရွာမှာမွေးဖွားကြည်ပြင်းလာခဲ့ရသူဟာနှစ်ပြည့်ရေချိုကိုမှဂရင်းတွေ့ပေမဲ့အချက်အညာဒေသကလူတွေကြတော့ငပြားကြီးဖြော်ကလေးနဲ့မှ စားလို့မိန်တက်ပါတယ် ချမ်းပြည်ချမ်းရာကလူတွေအဖို့တော့ပဲပုတ်ကိုသာကြိုက်ကြမှာပေါ့လူတွေလို့ပြောရတာကကျဲပြန့်လွန်အားကြီးပါတယ်ကိုမိသားစုလေးတစ်ခုကိုပဲနမူနာထားပြီးပြောကြင်ပါတယ်မိသားစုမှာအဖေကအညာသားမြမစစ်စစ်ဆိုတော့စီပြန့်ဟင်းကြိုက်တယ်ပဲကြိုက်တယ်အမေကချမ်းပြည်ချမ်းရာမှာမွေးဖွားကြည်ပြင်းခဲ့သူဆိုတော့စီပေါ်လုံးနဲ့ဟင်းကိုမကြိုက်တတ်ဘူးမုံငင်းကြိုက်တယ်စီတိုဘူးကြိုက်တယ် ရန်ကုန်မှာမွေးဖွားခဲ့ ကြီးပင်းခဲ့ရတဲ့တာသမီတို့ကြတော့မွေဟင်းကားကြိုက်တယ်၊ကြီးအိုးကြိုက်တယ်၊ကော်ပြန်းကြိုက်တယ်၊ဝတားပေါင်းကြိုက်တယ်။အဲ့ဒီလိုအကြိုက်မတူတာတွေက မနေ့အိယာကထားလို့ကော်ဖီစပွဲထိုင်တာနဲ့မြင်တွေ့နေရပြီဖြစ်တယ်။အညာသားအဖေကမနေ့စောစောကိုပဲပြုတ်နဲ့နံပြပဲထက်တရာကောင်းကြီးမောင်းနဲ့အကျုံစီထမင်းနဲ့ပဲပြုတ်ဒါမှမဟုတ်ရင် အညောင်ပေါအောင်ဖောက်ပြီးမှပြုတ်ထားတဲ့အညောင်ကလေးတွေတန်းလန်းတဲ့ပဲပြုတ်ကိုထမင်းပူပူနဲ့နှမ်းစီဆွဲဆွဲလေးဆန်းပြီးထွေးသွန်းအောင်နေထားတဲ့ထမင်းဒါမှမဟုတ်ပဲပြုတ်နဲ့ထမင်းချမ်းကြော်စရာတွေကိုကြိုက်တဲ့တဲ့မရနိုင်လို့သာရများရရင် မုံပြားတလက်အဖြူနဲ့မြမဘရားကျော်ကလေးနဲ့တောင်ချားကျင်ကြီးဖြစ်လာတတ်သေးတယ်။တာတမီတွေကတော့မနေ့တိုင်းမိုဟင်းကားကိုသာစားကျင်တတ်ကြတယ်။ဤကြွေးသာကြိုက်တတ်ကြတယ်။ အမေလို့သူကတော့ခရမ်းကျင်သီးကိုပဇွန်ကြောက်ကလေးနဲ့အရည်ကျဲချက်ထားပြီးနန်းကြီးမုံတီဘက်နဲ့ပဲမုံကလေးထဲပြီးမွေးငားလိုတောက်ပြီးစားရတဲ့ရှမ်းမုံတီကိုကြိုက်တဲ့မြဲဖြစ်ပါတယ်။ရှမ်းမုံတီဆိုတာကငါးရှားပြီးခရမ်းကျင်သီးပေါ်တဲ့ကြောင်မော်တီသားရဲ့မွေးငားပေါ့။အဲ့ဒီရှမ်းမုံတီထဲမှာပဲပုတ်ကိုမီးကင်းပြီးထောင်းထားတဲ့ပဲပုတ်မုံကလေးနဲ့စက်တုံမိတ်နန်းနန်းမိတ်နိုင်ချင်းထဲစားရတာကို မဟင်းငါကျဲပေါ်နှိမ့်သက်တဲ့။ထမင်းစားချိန်ကျတော့အညာသားအဖေကပဲနဲ့အိုကက်ကလေးရဲ့အုံချင်းရွက်ရောထားတဲ့မကြီးရွက်ချင်းရည်ရဲ့ငရုတ်သီးချောက်ကိုကြော်ပြီးမှစက်တုံပြူနိုင်နိုင်နဲ့ချောင်းထားတဲ့ငရုတ်သီးချောင်းရဲ့ငဖမ်းမငပိကောင်ကိုခရမ်းကျင်သီးများများနဲ့ချက်ထားတာရဲ့မျိုးကိုကြိုက်တဲ့တဲ့အမေကတော့ပဲပုတ်စေဟင်းမုံလာဥချင်းရဲ့ဖကလာလေးတို့ချမ်းလို့ခေါ်တဲ့ မုံကြီးပွင့်လေးတွေပါတဲ့မုံကြီးအညံ့ကလေးတွေလိုအယိုးပါချဲပြီးကောင်းကြီးမုံထဲကျော်တဲ့မုံကြီးအစည်းကျော်ကိုနှစ်သက်တတ်တယ်။ရန်ကုန်သားရန်ကုန်သူတားနဲ့သမီးတို့ကတော့ပဇွန်နဲ့ကြက်သားဝက်သားဘဲကင်ယူရီယာဟင်းကျူစားရာတွေကိုမှကြိုက်တတ်ကြတယ်။မိသားစုလေးတစ်ခုတည်းမှတော့စားရာတောက်တာတာမန်ကိစ္စလေးမှအထိ အကြိုက်ရှင်းမတူညီကြတာတွေချစ်တဲ့လေတော့ ွေးမတော်သားမဆက်တစိမ့်ပြေပြေနှစ်ဦးအကြားမှာကွဲပြားခြားနားမှုတွေပို့ပြီးကြီးကြီးမှာပေါ့ချစ်သူကြီးစားရင်လင်းရယ်မရရယ်ဆိုတာတကယ်တော့တစိမ့်တွေပါ အရင်နေ့သုံးတစိမ့်ပေါ့လေနှစ်ဦးသဘောတူညီလို့အတူနေထိုင်ကြစင်မှာတော့အဖေအမေထက်ပို့ချစ်တဲ့အရင်နေ့ဆုံးသူနှစ်ယောက်ဖြစ်ပေမဲ့သဘောထားချင်းမတိုက်ဆိုင်တော့လို့ကွဲကွာကြပြီဆိုတာနဲ့ချက်ချင်းပြန်ပြီးတစိမ့်ပြင်းပြင်းဖြစ်သွားတော့တာပဲလေ။ အဲ့ဒီသစိမ်းပြပြနှစ်ဦးဟာနောက်ခံဘဝအခြေချင်းလဲအလုံးအမင်းကွာခြားနေတယ်ဆိုရင်အကြိုက်တွေဇရိုက်တွေအမြင်နဲ့ခံယူချက်တွေလည်းအများကြီးကွာခြားနေမှာပါတစ္ဆာရှိမှုတို့ကိုကျုံးမငဲ့ပဲဆွလို့အနစ်နာခံလို့မှုတို့ရယူလို့ခြင်းမရှိပဲပေးဆက်လို့စိတ်သာရှိမှုဆိုတာတွေက ရှစ်ပြီးမှဖြစ်လာရတဲ့အရာတွေပါ ရှင်မိဖို့ဆိုတာကလည်းချက်ချင်းလက်ငယ်မြင်မြင်ချင်းဖြစ်လာတာမဟုတ်ပါဘူးမြင်မြင်ချင်း ဖြစ်တဲ့စိတ်ကအကြိုက်ပါ အချစ်မဟုတ်ပါဘူးအချစ်ဆိုတာကဇယိုက်တူတာအကြိုက်တူတာအမြင့်ချင်းတူတာခံယူချက်ချင်းတူတာစားတဲ့တူညီမှုတွေကိုအခြေပြုပြီးမှ ဖြည်းဖြည်းချင်းဖြစ်တည်လာရတာမျိုးဖြစ်ပါတယ်တဦးနဲ့တဦးမြင်မှုတွေ့ဘူးချင်းတောင်မရှိကြပဲမိဘတွေပေးစားလို့အိမ်တော်ကြလာကြပြီတဲ့နောက်ချင်းပုံကောင်းချအချိန်ရောက်တဲ့အထိ တဦးနဲ့တဦးကျင်ကျင်နာနာနဲ့တာယာအေးချမ်းစွာနေသွားကြတဲ့အိမ်တော်မျိုးတွေအများကြီးရှိပါတယ်။အတူတကွပေါင်းတဲ့နေထိုင်ကြပြီးမှအကြိုက်ရှင်းကြီး၊ဇီယိုက်ရှင်းကြီးအမြင်ခံယူချက်ချင်းညီကြလို့တဦးကိုတဦးချစ်ခင်တွေ့တာစိတ်တွေဖြစ်တည်လာကြတာမျိုးပါ။တဦးနဲ့တဦးမမြင်ရမနေနိုင်လောက်အောင်ချစ်တယ်လို့ယူဆပြီးအိမ်တော်ပြုတ်လိုက်ကြပေမဲ့တလားနှစ်လအတွင်းမှာတကြဲကြဲနဲ့ဖြစ်လာ။နောက်တော့ဆလဲဝင်း ဖေမမဲခင်မှာကွဲသွားကြတာမျိုးတွေလည်းအများကြီးရှိပါတယ်။အကြိုက်ကိုအချစ်လို့ထင်ကြတဲ့ရလက်ပါ။အတူတကွတရင်တနီနေတဲ့အခါကြတော့မှတူညီမှုမရှိတာတွေတဖြည်းဖြည်းတိလာကြပြီးတကြက်ကြက်ဖြစ်ကြရတာပါ။နောက်ခံဘဝအခြေအနေချင်းကတိတ်မကွာခြင်းကျင်တော့တူညီမှုမရှိတာတွေတိတ်မကြီးမားနိုင်တော့ဘူးပေါ့။အဲ့ဒီလိုအိမ်အောင်မျိုးဆိုရင်တော့တစ္ဆာရှိမှုနားလည်မှုရှိမှု လာယောညီတွေရှိမှုစတဲ့အချက်တွေကိုအရှိခံပြီးလူတို့ပို့လျှော့လုံရင်းနဲ့ချစ်ခင်တွေတာစိတ်တွေခိုင်မြဲတဲ့ခိုင်မြဲလာပြီးရာသက်ပံယွမြေကြတာယာချမ်းမြေတဲ့အိမ်အောင်ရေးဖြစ်သွားနိုင်ပါတယ်။ဘဝနောက်ကံအခြေခံခြင်းဟာတာဝင်ရိုးစုံနဲ့မြောင်းဝင်ရိုးစုံလောက်ခြားနားနေရင်တော့အကြိုက်တွေဇယိုက်တွေခံယူချက်တွေဟာဘလို့မှညှိယူလို့ရနိုင်စရာမရှိပါဘူး။ရှာမင်းသားနဲ့ဒိုင်ယနာမင်းသမီးတို့ဟာမတူတဲ့ဘဝနှစ်ခုကို တသားတဲ့တထက်သေးဖြစ်အောင်ညှိယူဖို့အစွမ်းကုန်ကြိုးစားခဲ့ကြတာပါ သူတို့နှစ်ဦးတင်သားမကမေတော်ဘရင်မကြီးနဲ့ဖွားတော်ဘရင်မကြီးအပါအဝင်တော်ဝင်မိသားစုအလုံးကဝိုင်းပြီးကြိုးစားပေးခဲ့ကြတာပါချာမင်းသားကိုအိမ်အောင်ပြက်တစ်ခုလဲဘရင်ဖြစ်မသွားစေချင်ကြဘူးလေခွဲခွာနေရရင်တယောက်ကိုတယောက်တန်တန်တတများဖြစ်လာလိမ့်မလားဆိုတဲ့စိတ်နဲ့သူတို့နှစ်ဦးဟာတရားဝင်ကွာချင်းချင်းမပြုတ်လို့သေးပဲ ခွဲခွာနေကြည့်ကြပါတယ်။ဒါပေမဲ့မရတော့ပါဘူး။ရေဆက်ကုန်ပြီဆိုတာနှစ်ဦးစလုံးသိလိုက်ကြပါတယ်။အဲ့ဒီတော့မှတရားဝင်ကြွားချင်းလိုက်ကြတာပါ။ Charmin သားဟာတကယ်တော့လူဆိုးတရားမဟုတ်ပါဘူး။ညီတော် Indrumin သားလိုပေါ်ပြက်ပြက်တောင်မနေကြပါဘူး။မမှု ပွေချုံမှုမျိုးလည်းမရှိပါဘူး။ကမီလာနဲ့ဇလန်းရှိတာဟာပွေချုံတာမဟုတ်ပါဘူး။ဒိုင်ယန်နာနဲ့မတွေ့ခင်ကတည်းကတွေ့ခဲ့ကြတာပါ။ နောက်ကြော့ဒိုင်ယနာနဲ့ဆင်းရဲစရာတွင်ညတတက်များလာလေတော့ပခုံးကိုမိပြီးရင်ဖွင့်စရာလူတယောက်အဖြစ် ပြန်ပြီးဆက်ဆံခဲ့တာပါဒိုင်ယနာဟာလည်းမူလားကပေါ့ပြက်ပြက်လျက်ပေါ်လော်လီတဲ့မိန်းကလေးမဟုတ်ပါဘူးချမ်းသာကြွယ်ဝတဲ့အတွက်ဟီလာဝါလာပျပျပပနေနိုင်တဲ့မိန်းကလေးဖြစ်ပေမဲ့မနေခဲ့ပါဘူးမူဂျိုចောင်းဆရာမလေးလှုပ်ပြီးအင်ဒရီရရနေခဲ့ရှာတာပါ အဝိုင်းထဲကို၄000ဒုံကြီးဇူအကျင်းရိုက်သွင်းဖို့စူးစမ်းသလိုမတူတဲ့ဘဝနှစ်ခုကိုဇူအကျင်းပေါင်းစည်းဖို့စူးစမ်းမိတဲ့အတွက်ဘဝပြက်ခဲခြာရသူလေးပါဘဝချင်းမတူရင်ခံစားချက်ချင်းမတူနိုင်ဘူးအမြင်ချင်းမတူနိုင်ဘူးခံစားချက်နဲ့အမြင်မတူရင်ခံယူချက်ချင်းမတူနိုင်ဘူးခံယူချက်ချင်းမတူတဲ့ဘဝနှစ်ခုကိုဘလို့နီးနေမှပေါင်းစည်းလို့မရနိုင်ပါဘူးတကယ်တော့ဘဝချင်းမတူရင် အချင်းဆိုတာဖြစ်တည်လို့ကိုမလာနိုင်ပါဘူးလို့တော့ကောက်ချက်ချရနိုင်လောက်တယ်ထင်ပါတယ်အချင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူတို့တော်မှာကထဲလဲထဲချုပ်မလို့ရတဲ့ကိစ္စကြီးဆိုတဲ့စောင်းပါနဲ့လူငယ်တွေကိုတတိပေးထားတာလေးလဲဖက်ကြည့်ကြပါအောင်ခုခေတ်လူငယ်တွေအချစ်ဆိုတဲ့စကားကိုအသာပေးလွန်အားကြီးလာတာတွေ့ရတယ်။အချစ်တီးသားလျင်အရာရာကိုဆုံးဖြတ်ရမယ်လို့လဲဆိုလာတယ်။ ဲ့ဒီအချစ်ဆိုတာဟာဘလောက်ကြီးမားခိုင်ခံ့တန့်ချင်းလာပါတလဲလို့စဉ်းစားရင်ကိလေသာ ပေမတဏှာရာကစိတ်နဲ့အချစ်လားလူနဲ့လူချင်းထောက်ထောက်ထားချာငှဲ့ငှဲ့ညာညာအနစ်နာခံပြီးမှချစ်ရတဲ့အချစ်လားဆိုတာကို မစဉ်းစားကြဘူးလင်းနေမယားမတူညီတာချီလို့အစိတ်သဘောထားကွဲနေရင်တို့လူမျိုးက အချစ်ဆိုတာကိုမြပြတဲ့ဝိသေသတွေနဲ့ခြေတမ်းမတင်မဲလင်းမယားဆိုတာ ကွဲကျင်ရင်တောင်မှတချောင်းမထောက်တချောင်းထောက်ရသေးတယ်စဉ်းစားနော်လွယ်လွယ်မဆုံးပြတ်နဲ့လို့တတိပေးရတယ်ဟဲ့လီမယားဆိုတာတထုံမကျင်တထုံကျင်ရတယ်မင်းတို့နှစ်ယောက်တယောက်အတွက်တယောက်အနစ်နာခံတာတွေမမေ့ပြင်းနဲ့လို့လည်းတတိပေးကြတယ်ကို့လင်းဆောင်မယားဖက်မွေးထားတဲ့သားသမီးကလေးတွေလူလောကအလယ်မှာမျက်နှာငင်အောင်မလုပ်ရဘူးလို့လည်းကြားမြင်ရသေးတယ် အိမ်ောင်ရင်းကိုအလေးနဲ့မထားကြတဲ့လူအဆောက်အုံတွေမှာတော့ broken family ဆိုတဲ့အိမ်ောင်ခွဲတွေအိမ်ောင်ပြက်တွေက အလွန်များပြီးအဖေနဲ့အတူမနေရအတူမကြီးပြင်းရ ပထွေးနဲ့ပဲနေရတဲ့ကလေးတွေဒူးနဲ့တီးရှိကြပြီးပထွေးကမရပါသမီးတက်မှုသမီးကမအေးတက်မှုတွေဆိုတဲ့မကြောက်ဝဲမနာတာရာဇဝဲမှုမျိုးတွေကြားနေရတာလဲခဏခဏမဟုတ်လားအမေတို့မြမစကတ်ပုံမှာ အိမ်အောင်ပြတ်တယ်အိမ်အောင်ခွဲတယ်ဆိုတာကိုတီထောင်ထားတဲ့လူပောင်လောကတဲကကို့အိမ်အောင်တစ်ခုတကယ်ပဲပျက်စီးပြုတ်ခွဲသွားရတာကိုခေါ်တာပါအဲ့ဒီအဖြစ်ဟာလူအနေနဲ့မတားဆီးနိုင်တဲ့တည်ခြင်းတရားကနှိမ့်ဆက်မှသာမလွဲမချောင်သာလို့ဖြစ်ရတာမျိုးဖြစ်ပါစေလူအနေနဲ့ခြောင်နိုင်လွှဲလိုက်တာကိုခြောင်လွှဲရတယ်ကို့မှာက ကို့လင်မယားကို အမိပြူးပြီးဖြစ်ပွားလာတဲ့သားသမီးလူသားလေးတွေရှိသေးတယ်မဟုတ်လား မိစဉ်ဖဆောင်ရှိရက်နဲ့ဆုံဆုံညီညီတူမနေရတဲ့သားသမီးများရဲ့ဘဝကိုလေးလေးနက်နက်ဘာမှမစင်စားပဲလှုပ်ရှင်ရမလို့ရဘူးလူမပြောထားနဲ့ငှက်ကြောင်မှဥမကွဲတိုင်းမပြည့်ရှိရအောင်စူးစမ်းရတယ်မဟုတ်လားခုခေတ်မှာလူငယ်တွေအိမ်တော်ကြီးကိုပေါ်ပေါ်တန်တန်စင်စားခိတခဏပေါ်ပေါက်လာတဲ့စိတ်အလိုကိုတတိနဲ့မထိမ့်ပဲလှုပ်ရှင်ရလှုပ်ပြီးတော့ကွဲကြပြဲကြနောက်အိုးနောက်အိမ်လွယ်လွယ်ပြူကြနဲ့ သူများနိုင်ငံတွေကအကျင့်ကို ဟုံနှိုးနှိုးကောင်းနှိုးနှိုးလုပ်နေကြတာအလွန်ပေါများနေပါတယ်။ဒိုလူအဆောက်အအုံဟာဒီလိုမဟုတ်ပါဘူး။သူတို့ဟာတွေကို အတုမယူရပါဘူး။ပြီးတော့သူကဗုဒ္ဓဘာသာဝင်တွေလေ။အဲ့ဒီတော့တည်ခြင်းတရားဆိုတာကို အစဉ်စင်ချင်းအောင်းမေ့ရတာပါ။အသက်အရွယ်ကြီးလာရင်ကြီးတာနဲ့အမျှအဲ့ဒီတတိကရှိရတယ်။ကာမဂုဏ်အာယုန်တွေကိုလည်းအသက်ကြီးလာရင်ကြီးတာနဲ့အမျှလျှော့ရတယ်။ အသက်ကကြီးလာပါရဲ့အဲ့ဒီကမကုံအာယုံတွေကို မချော့ပေါ့ဘူးဆိုရင် အသက်ကြီးပေမဲ့ရာဂမီးကိုမငိမ့်သက်ဘူးစိတ်ကိုမထိန်သိမ်းပဲကိုလို့အပြစ်တင်တယ်။ကွေရမှာရာဂအိုးကြီးဒေဂါနေပြီးရိခါယူတုံးလို့ကဲ့ရဲ့တကြိုစကားတင်းဆိုတယ်။ဒါဟာဒိုလူအဖွဲအစီရဲ့ပုံစံပဲ။ပြီးတော့အချစ်အချင်းဆိုပြီးသူ့အိုးသူ့အိမ်မဲမသိမစင်မခြင်းညီကြစွန်းကြဖြစ်ကြပြက်ကြတာတွေလည်းရှိသေးတယ်။ လူတယောက်ငါးပါးသီလလောက်မှမမြဲဘူးသူတစ်ပါးအိမ်ရာကိုပြစ်မှားပျက်စီးတယ်အဲ့ဒါလူကျင်ဝဲကတွေ့ဖယ်မှုကြီးပဲဆိုပြီးဒို့လူပောင်ကခွင့်မပြုဘူးဒီကိစ္စမှာမင်းကလေးကိုပို့ပြီးတော့အပြစ်ဆိုပါသေးတယ်သူများအိမ်အောင်ကိုဖျက်ဆီးသူအဖြစ်နဲ့လူလောကကအကြီးအကျယ်ခြုံချတယ်ယောက်ျားကိုတော့လူယုံမအနေနဲ့အဖွဲအစည်းအတွင်းမှာအပေါင်းအသင်းတော်မလုပ်လို့ဘူးအဲ့ဒါတော့ပြစ်မှုကြီးပါတယ်လူဆိုတာ လူအဖွဲ့အစည်းရဲ့မှာနေကြရတာလေလူအဖွဲ့အစည်းကခွင့်မပြုတာကိုခြောင်ကျင်ရမှာပဲဒီလိုလူအဖွဲ့အစည်းမျိုးကအိမ်တော်ရေးစီးမရှိကမ်းမရှိ လူအဖွဲ့အစည်းမျိုးထက်တော့အများကြီးယဉ်ကျေးအထက်တန်းကြပါတယ်အမေတို့လူအဆောက်အအုံကိုဆက်လက်ထိန်းသိမ်းမှုစူးစမ်းကြပါလူလူစိန်ဝင်း